အလုံးမင်္ဂလာပါရှင်ဟဲဒီလိုက်စတိုင်မှာပြန်လည်ကြိုဆိုပါရစေအခုကတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာအဖမ်းဆီးရီများလာတဲ့အကြောင်းပြပြပေးမှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာတော့ဖေဖော်ဝါရီလ18ရက်နေ့ကစပြီးတော့ဟိုတယ်အလုံယုံဆက်ယုံအဲကုံစုံဆိုင်နေဖုန်းဆိုင်လူနေရက်ွက်တီပါမချန်ထိုင်းရနာပိုင်းနေရမြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံသားတွေကိုဖမ်းဆီးစစ်ဆေးနေရလို့ဒီမဲဆောက်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေစီကသတင်းသိရပါတယ်အဲ့ဒါအပြင်ဖေဖော်ဝါရီလ26ရက်နေ့မနက်ပိုင်းမှာတော့မဲဆောက်ဆေးရဖုန်းဆိုင်နေကို ဝင်ရောက်စစ်ဆေးတာတွေဒီကြပြန့်နဲ့ပတ်သက်ပြီးတော့ဖုန်းစင်ကန်နဲ့မှတ်ပုံနေနေရောင်းချတာတွေကိုကစစ်ဆေးနေရလို့သိရပါတယ်ရှင်။မဲဆောက်မြို့မှာအထောက်အထားပြည်ပြည်စုံစုံနဲ့အနေကြနေထိုင်နေတဲ့သူတွေအတွက်ကတော့အစိုးရင်ကြမရှိဘူးဆိုပေမဲ့မြန်မာနိုင်ငံကနေပြီးတော့စစ်မှုထမ်းဥပဒေကြောင့်မို့လို့အဒီထိုင်းကိုပေါ့နော်ခိတခဏလာရောက်ခိုးလုံပြီးတော့ရှောင်ရှားနေရတဲ့လူတွေရဲ့ ဒီတိုင်းမှာနေထိုင်ခွင့်ရက်စိတ်ပြီးတော့နေထိုင်ခွင့်တက်တမ်းမတိုးနိုင်သေးတဲ့သူတွေအတွက်ကတော့အလုပ်လုပ်ဖို့အဆင်မပြေတာတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်ရှင်။အဲနောက်ပြီးသွားလို့ရှိရင်ထိုင်းနိုင်ငံကသူ့ဥပဒေနဲ့သူအသူ့နိုင်ငံနဲ့သူဖြစ်တာကြောင့်မလို့ကိုကဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာကိုလည်းကိုကတော့ကိုစဉ်းစားချင်းနေဖို့လိုပါတယ်။အခုကကြားဖြန့်ကိစ္စတွေကြောင့်မလို့လည်းအများကြီးဒီဖန်စီတွေကများနေရပေါ့နော်။ထိုင်းရနာပိုင်းနေရဲ့စစ်ဆေးဖန်စီမှုတွေကနေတိုင်းလိုလိုရှိနေပြီးတော့အပြင်ထွက်သွားလာနေတဲ့သူတွေတဖြည်းဖြည်းနဲ့နေပါနေ နေပါတယ်။အယောင်းဝယ်လည်းနေပါနေတယ်။နောက်အဲ့လိုမျိုးကြောင့်မို့လို့ပေါ့နော်ဒီအရှုံးနေနေလည်းရင်ဆိုင်နေရတယ်လို့သိရပါတယ်။နောက်ပြီးသွားလို့ရှိရင်ဖေဖော်ဝါရီလ16ရက်နေ့ကနေစပြီးတော့24ရက်နေ့အထိ6ရက်တာကာလအတွင်းမှာထိုင်းတနင်္ဂနွေလုံးမှာအထောက်ထားမဲ့နေထိုင်နေတဲ့သူတွေကိုဖမ်းဆီးတဲ့အချိန်မှာတော့မြန်မာနိုင်ငံသားအပါအဝင်လူဦးရေ9500ကျော်ကိုဖမ်းဆီးရင်းနိုင်ခဲ့လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဟာဖေဖော်ဝါရီလ26ရက်နေ့ကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ထပ်ပြီးပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီ ရန်တောင်းပေါ့နော်ရန်တောင်းမြို့မှာတော့ဒီအဲကုံစုံဆိုင်ရောင်းနေတဲ့လင်မယားနှစ်ယောက်ကိုလဲထိုင်းအနာပိုင်းကြီးကဖမ်းဆီးထားတယ်လို့သိရပါဗျ။နောက်ပြီးသွားရင်တော့ထိုင်းနိုင်ငံမှာဗတ်ရိုက်ပြီးရတဲ့အလုတန်းလုံးလို့ရမှာလားဆိုတဲ့အကြောင်းအရာလေးကိုလဲဆက်ပြီးတော့ပြောပြချင်ပါတယ်။ဗတ်ရိုက်တယ်ဆိုတာကတော့မြန်မာ၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံတို့ကနေပြီးတော့တရားမဝင်ဖြစ်စီတရားဝင်ဖြစ်စီထိုင်းနိုင်ငံကိုလာရောက်ပြီးတော့တရားမဝင်အလုလုကိုင်နေကြတဲ့ရွှေပြောင်းအလုသမားတွေကို အတရားမဝင်နေထိုင်နေရနေပြီးတော့တရားဝင်နေထိုင်권ရရှိအောင်အထောက်အထားအပြည့်စုံလုပ်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုလို့ပြောလို့ရပါတယ်ဒီအထောက်အထားကတ်ကိုတော့ထိုင်းလိုမျိုးပတ်လို့ခေါ်ပါတယ်။ဒီလိုပတ်ရိုက်တဲ့လုပ်ငန်းစဉ်မှာနံပါတ်1အနေနဲ့ကတော့ကိုယ့်ကိုအလောက်ခံပေးထားတဲ့ထိုင်းတတိတယောက်ယောက်ရှိရပါမယ်။မရှိဘူးဆိုလို့ရှိရင်တော့တတိ တတိအင်္ဂါနဲ့ဆောင်ရွက်လို့ရပါတယ်။နံပါတ်1အနေနဲ့ကတော့ကိုနေထိုင်တဲ့နေရာရဲ့အနီးအနားကအလုတ်သမားရုံးမှာဖြစ်စီထိုင်းအစိုးရရဲ့တရားဝင် website ကနေဖြစ်စီနာမည်စင်ရင်ပေါ့နော်သူတို့ခေါ် name list ပေါ့နော် တင်သွင်းရပါမယ်။နံပါတ်3အနေနဲ့ကတော့နာမည်စင်ရင် name list ကြလာတဲ့အခါမှာထိုင်းအစိုးရဟာတရားဝင် စစ်စစ်ဖို့ခွင့်ပြုထားတဲ့ဈေးရုံတွေမှာတယောက်ချင်းစီအသေးစိတ်ဆေးဆေးရပါတယ်။တချို့ကတော့စိတ်စစ်လက်မှတ်ကိုဝယ်ကြရတယ်လည်းရှိရပါတော့။နံပါတ်၄အနေနဲ့ကတော့ဒီစိတ်စစ်ပြီးလို့ ပြီးသွားတဲ့အခါမှာတော့ပင်ကပန်းရောင်ကန်နဲ့ဝေါ်ပါမင်ရရှိဖို့အတွက်ဝေါ်ပါမင်လျှောက်ထားခြင်းလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ရပါတယ်။နံပါတ်5အနေနဲ့ကတော့ဝေါ်ပါမင်ရရှိတဲ့အခါမှာမိမိနေထိုင်ရာဒေသရဲ့တက်ဆိုင်ရာ immigration ရုံးမှာကိုယ့်ရဲ့ passport တွေကိုဒီ non LA visa လို့ခေါ်ရဲပေါ့နော်။ ဗီဇာတစ်မျိုးထည့်ရပါတယ်။နန်အလီဗီဇာက passport တွေရောက်နေပြီဆိုလို့ရှိရင်တော့ overstay နေထိုင်ခဲ့တဲ့ record တွေ၊တရားမဝင်နေထိုင်ခဲ့တဲ့ record တွေ၊ကိုဘလူနေထိုင်ခဲ့တဲ့ record တွေအကုန်လုံးကအားလုံးပြည့်ပြတ်ပြီးတော့ passport ကအသက်ဝင်လာမှာပဲဖြစ်ပါတယ်။ ဒီ passport မရှိတဲ့သူတွေကတော့ CI လို့ခေါ်တဲ့အစိမ်းရောက်စာလေးကိုရှောက်ထားလို့ရပါတယ်။နံပါတ်6အနေနဲ့အပေါ်ကပြောခဲ့ဘူးတယ်ပေါ့နော်။အပေါ်ကပြောပြခဲ့တဲ့အစ်စ်နေအကုန်လုံးပြီးဆုံးပြီဆိုလို့ရှိရင်တော့ထိုင်းအစိုးရကပန်းရောင်ကတ်ထုတ်ပေးမယ်လို့ကြေညာတဲ့အချိန်မှာသက်ဆိုင်ရာမှတ်ပုံတွေညုံသွားပြီးတော့ဒီပန်းရောင်ကတ်ရရှိဖို့အတွက်လှုံ့ဆော်ရမှာပဲဖြစ်ပါတယ်။ ဝေါ်ပါမင်းဆိုတာကပြန်ရှင်းရမယ်ဆိုလို့ရှင်ပေါ့နော်ဝေါ်ပါမင်းဆိုတာတရားဝင်ခွင့်ပြုထားတဲ့အလုပ်များရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ Non LA visa ဆိုတာကတော့ထိုင်းနိုင်ငံမှာနေထိုင်ခွင့်အတွက်ပဲဖြစ်ပါတယ်။နောက်တစ်ခု pink card ပန်းရောင်ကတ်လို့ခေါ်တာကတော့ကျွန်တော်ကျမတို့ကဘသူဘဝဖြစ်ကြောင်းကိုမှတ်ပုံတင်လို့မျိုး ID အထောက်အထားကတ်တစ်ကတ်ဖြစ်ပါတယ်။အဲအဲ့ဒါတွေအစုံရလို့အလုပ်လုပ်ခွင့်ရပြီလားလို့မေးလာတယ်ဆိုလို့ရှင်ရင်တော့ဒီကျမတို့တွေဒီဘတ်ဆိုက်ရိုက်ကလေးရပါတော့ကိုယ်တထင်းနဲ့ကိုယ်ဘတ်ရိုက်ထားတယ်။အခုလည်းအဲ့ဒီတထင်းရဲ့လက်အောက်မှာပဲအလုပ်လုပ်နေတော့ ဆိုလို့ရှိရင်တော့အဲ့ဒီလူကတရားဝင်နေထိုင်ပြီးတော့အလုပ်လုပ်လို့ရပါပြီ။ပွဲစားကနေတဆင့်တထင်းအင်္ဂါနဲ့ဖက်ရိုက်ထားတယ်။အခုလက်ရှိမှာလည်းအလုပ်မရှိသေးဘူးဆိုတော့သူတွေကတော့တရားဝင်နေထိုင်ခွင့်ရရှိထားပြီးဖြစ်လို့အေးအေးဆေးဆေးနဲ့အလုပ်ရှာထားလို့ရပါတယ်။အလုပ်လုပ်လို့တော့မရသေးပါဘူး။ ဆိုတော့တတိအင်္ဂါနဲ့ဗတ်ရိုက်ထားတဲ့သူတွေကတခြားအလုပ်တစ်ခုခုမှာအလုပ်လုပ်နေရဆိုလို့ရှိရင်တော့တတိနဲ့လုပ်ပါတတိမတူဘဲနဲ့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်တရားမဝင်ပါဘူးအဲလာဝကနဲ့ရဲတွေကဒီလိုမျိုးပေါ့နော်အဖမ်းစီကာလာမှာအလုပ်ထဲမှာဝင်ဖမ်းမယ်ဆိုလို့ရှိရင်တော့ကိုကတရားမဝင်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါသွားမှာပဲဖြစ်ပါတယ်အဲတထေးပြောင်းတဲ့လုပ်ငန်းစဉ်လည်းရှိရပါတော့ဆိုတော့တထေးပြောင်းတဲ့လုပ်ငန်းစဉ်ကတော့ဒီဟာတွေအကုန်လုံးပြီးလို့အစဉ်ပြေရဆိုလို့ရှိရင်ကိုကတထေးပြောင်းလို့ရပါတယ် ကိုကဘတ်ပဲရိုက်မယ်အလုံးမလုပ်ဘူးဆိုတဲ့သူတွေလည်းတချို့ရှိရပေါ့နော်အဲ့မျိုးဆိုလို့ရှိရင်တော့တထင်းငားနဲ့ဘတ်ရိုက်ထားတယ်ဘာအလုံးမလုပ်နေရမဟုတ်တဲ့အတွက်ဆိုရင်ကြမလို့ပါဘူးကိုဘာသာကိုဟမ်မပြက်ပဲအေးစင်းနေလို့ရပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာ နေထိုင်နေသူတွေနေထိုင်မဲ့သူတွေအတွက်ပေါ့နော်အဖမ်းအဆီးများတဲ့အခြေအနေမှာဘတ်ရိုက်တာရဲ့လုပ်ငန်းစဉ်လေးပါပြောပြပေးတာပဲဖြစ်ပါရဲ့ရှင်အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သွားလာလာကူးဆိုင်ကြဖို့လည်းမှာချင်ပါတယ်ထိုင်းနိုင်ငံရောက်ရှိနေတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအကုန်လုံးလည်းအဆအဆရအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါ ါတယ်အားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်